ရတ္တတဏအစားစားနဲ့ပတ်သက်တဲ့တဏကိုရတ္တတဏလို့ခေါ်တာအားလုံးသိကြတဲ့အတိုင်းတဏသမှုတရားဒုက္ခသမှုတရားတဏဖြစ်ပေါ်လာတာဟာဒုက္ခဖြစ်ပေါ်လာဖို့ပဲတဏဆိုတာဘာကိုပြောတာလဲလို့ဆိုရင် တွေ့ကြုံခံစားရတဲ့အာယုံတစ်ခုပေါ်မှာဆွဲလန်းတက်မဲ့ပြီးနောက်ထပ်ခံစားခြင်းနဲ့တွေ့တာတက်မဲ့နေတယ်ဆိုတဲ့သဘောပြောတာတတတိပရိတတတိတိတဏအာယုံလေးတစ်ခု တွေ့ထားလို့ရှိရင်ထိုအာယုံပေါ်မှာတဒန်တာတဖြစ်နေတာတဏလို့ခေါ်တယ်တဏဆိုရင်ဘယ်တဏမှတော့မကောင်းတဲ့ဟာ Buenas noches, Sagan.